ီချောင်းကောက်အောင်ကြောက်ပြီးပြရတဲ့အန်ဒီအများဆုံး၅မျိုးစိတ်များမင်္ဂလာပါပကန်အထက်ထဲမဲ့ချန်တွေကနေကြိုဆိုပါရစေလူတယောက်ကိုပဲငါးကိုကြောက်ဆုံးလေးလို့မေးရင်အများစုကငမန်းလူဖြစ်ကြမှာပါငမန်းတွေဟာသွေးစားတဲ့တားရဲလိမ့်စံတွေဖြစ်နေနေမယ်ကြည့်ပြီးဘသူကမဆိုရက်ဆက်ကြမ်းကြုတ်စွာစားတောက်ဖို့တွင်သိရှိတယ်လို့လူသိများပါတယ်ဒါမဲ့တကယ်တော့ငမန်းတွေထက်အများကြီးပူကြောက်စရာကောင်းတဲ့ငါးကြီးလည်းရှိပါတယ်သူတို့နဲ့ရှိမယ်ဆိုရင်ငမန်းတွေကတော့မှငြိမ်ချမ်းပြီးတော့အပြည့်မဲ့တဲ့တတ္တဝါလေးတွေလို့ပါဒါဆိုရင်ဘာကောင်းနေဖြစ်မလဲကြည့်လိုက်ရအောင်ပါနံပါတ်1 native fish Needle fish ကတော့တခြားငါးတွေကိုဖန်ဆားတတ်တဲ့ငါးမျိုးရင်းဝင်နေပါ Needle fish တွေရဲ့ထူးခြားချက်ကတော့ခြုံထက်တဲ့သွားတွေအများကြီးပါဝင်တဲ့ရှည်လျားပြီးတော့ကျင်းမြောင်းတဲ့နှုတ်သီးပါပဲ Needle fish တွေကအနေနဲ့ရေစရာကောင်းနေလို့ထင်ရပေမဲ့သူတို့ရဲ့ပုံသဏ္ဍာန်ကိုထင်မသေးသင့်ပါဘူးဒီကောင်တွေကရေမျက်နှာပြင်နာမှာကူးခက်လေးရှိပြီးတော့ရေတိမ်ပိုင်းကလေတွေရဲ့ကုန်းဘက်ပေါ်ကိုမကြာခဏခုန်တက်တက်ပါတယ်။သူတို့ခုန်တက်တဲ့အခါမှာလေတနအီကို38မိုင်အထိအရှိန်အပြင်းနဲ့ခုန်နိုင်ပါတယ်။ ဒါရေထဲကနေတင်းစီကိုခုံထွက်လာတဲ့ကားငယ်လေးတစ်စီးလိုပါညဘက်ဆိုရင်ကန်ဆက်ဖို့ကမိသည့်အလင်းရောင်တွေကြောင့် needle fish တွေဟာသိပ်လို့ရှားပြီးတော့ပုံမှန်ထက်ရေမျက်နှာပြင်ပေါ်ကိုပို့ပြီးတော့ခုံထွက်လာတတ်ကြပါတယ်ဒါကြောင့်မေပစိဖိတ်သမုတ်တရားတစ်ချောင်းညဘက်ငါးပန်းသမားတွေနဲ့ရင်ကုန်သမားတွေဟာလေပေါ်မှာထုံးကားတဲ့အလင်းရောင်ကြောင့်အမြန်နှုံးနဲ့ပြေးလာတဲ့ needle fish အုပ်စုကြီးနဲ့တိုက်ခတ်ခြင်းကိုပုံမှန်ခံရတတ်ပါတယ် တို့ဟာပိုးဟက်တွေနဲ့တူတယ်လို့ပြောလို့ရပါမယ်ပိုးဟက်တွေမှာဒီလိုကျွန်းတက်တဲ့နှုတ်သီးတွေမရှိတာတော့ကွာပါတယ်ဒီကျွန်းတက်တဲ့နှုတ်သီးတွေကိုအသုံးပြုပြီးတော့ needle fish တွေဟာ national နဲ့ထိုးသွင်းတဲ့ຢာတွေပေးနေပါတယ် pacific ကျွန်းသားတွေတော့ကတော့ဒီငါဟာငမန်းချက်ပိုကြီးမားတဲ့ anti-air တစ်ခုပါ needle fish နဲ့ကြုံတွေ့ရလို့ဒဏ်ရာရနိုင်ကြတာငမန်းနဲ့ကြုံတွေ့ရတာတက်အများကြီးပိုပါတယ် နီဒဖိတီယာပစိဖိတ်သမုတ်တရားမာတွေမှာဟုတ်ပေနဲ့တခြားနေရာတွေမှာလည်းတွေ့ရှိရတတ်ပါတယ်။၂010ပြည်နယ်မှာဖလော်ရီဒါပြည်နယ်ကကရက်လီသမားတို့ကရေတဲကနေခုံထွက်လာတဲ့နီဒဖိတ်တကောင်ကရင်ဘတ်ကိုထိုးပေါက်ခဲ့လို့တေလူနီပါဖြစ်ခဲ့ပြီးနောက်73ခုနှစ်မေလမှာတော့ပင်လယ်ဒီမှာတိုက်ခိုက်ခံရတဲ့နောက်ထပ်လူသားတအူကသူ့ဒူးအောက်ပိုင်းကိုနီတဖေ့တကောင်ကလှမ်းနဲ့ထိုးသလိုထိုးသွင်းခဲ့လို့ပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ် ဒါပြင်2023ခုနှစ်အောက်တိုဘာလမှာ Sorry Arabia သတင်း website တစ်ခုကအသက်ငယ်ရွယ်တဲ့အမျိုးသားတအူဟာလေပင်ဘယ်ဘက်ချန်ကို Need a Fish နဲ့ထိမှန်ပြီးတဲ့နောက်သွေးထွက်လွန်ပြီးတည်ဆုံးခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပူပြီးတော့2014ခုနှစ်မှာတော့ VNM မှာ Needle Fish မျိုးရင်းဝင်9000ကောင်ကခီးသွွားတအူးကိုတက်လူနေပါပြေလုခဲ့ပါတယ်။ဒီငါကသူမရဲ့လေပင်ကိုကြိုက်ပြီးတော့သူ့သွားပိုင်းစားတွေကိုသူမရဲ့ကြောယူထဲမှာခြံထားခဲ့တဲ့အတွက်အမျိုးသမီးကတွက်ချပါရယောဂဖြစ်သွားခဲ့ပါတယ်။ Needle Fish လိုပဲအာရှငချင်းတွေကလည်းလူ အာရှငကြင်းတွေကလည်းလူကို NDA ဖြစ်စေနိုင်ပါတယ်အထူးသဖြင့်တော့ American ပြည်ထောင်စုမှာမိတ်ဆက်ခဲ့တဲ့ကျူးကျော်မျိုးစိတ်တွေဆိုရင်ပိုဆိုးပါတယ်အာရှငကြင်းတွေကရီတဲကလည်းလေပေါ်ကိုခုန်တက်ပြီးတော့လူတွေရဲ့နှာခေါင်းမေယိုနဲ့လက်တွေကိုပါချိုးခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်ဒါကြောင့်ဆိုရင်လည်းလူတွေကိုလဲကျစေခဲ့ပြီးထိခိုက်မှုကအဲ့ဒီလောက်ပြင်းထန်ခဲ့ပါတယ်ဒီငယ်ချင်းတွေဟာအရှိ24လက်မှာ67စင်တီမီတာအထိရောက်နိုင်ပြီးတော့အမေရိကန်ပြည်ထောင်စုရဲ့ရေပြင်တွေမှာအများအပြားတွေ့ရတတ်ပါတယ်။ သူတို့ကလေပေါ်ကိုတက်ကြွစွာနဲ့ခုံတက်လာတက်ပြီးတော့အညူမဲဆွဲယုံနဲ့လွမြောက်ခဲ့ရင်တော့ကံကောင်းတယ်လို့တတ်မှတ်လိုက်ပါ။နံပါတ်၄ Goliath Tiger Fish ကမ္ဘာကျောက်ဆရာကောင်းဆုံးရေချုံကဆက်လက်ပြီးတကယ်ကိုရှားပါပြီးတော့ကျောက်ဆရာကောင်းနဲ့ငါးတမျိုးကြည့်လိုက်ရအောင်ပါ။၂၀၁၀ပြည့်နှစ်မှာငါးဖန်သမား German Wit ဟာကွန်ကွန်မြစ်တဲကနေ Goliath Tiger Fish တကောင်ကိုဖမ်းမိခဲ့ပါတယ်။ဒီငါးကိုဖမ်းမိတာတော်တော်လေးကိုမှအောင်မြင်မှုတစ်ခုဖြစ်လို့သူတကယ်ကိုမယုံနိုင်လောက်အောင်ပဲကံကောင်းခဲ့တာပါ။ဒီငါးကအတော်လေးကိုဖမ်းရခဲ့ပြီး အရန်အန်တီရများပါတယ်ဒီငါးကိုကဘာပေါ်မှာကြောက်စရာကောင်းဆုံးရေချိုးငါးဤတဲကတကောင်ပြင်းနဲ့တတ်မှတ်ခံရပါတယ်ဒီကဟာဖီရန်ဟာရဲ့ပိုကြီးပြီးတော့ပိုအန်တီရများတဲ့ version တစ်ခုပါပဲသူတို့ဟာအရှိန်၅ပေ1.5မီတာထိကြီးထွားနိုင်ပြီးအလေးချိန်130ပေါင်50ကီလိုဂရမ်တိရှိနေပါတယ်ဂိုလီယာတိုင်ဂါဖစ်ရဲ့သွား30ကျော်စီဟာတယ်လမ2.5စင်တီမီတာထိကြီးထွားနိုင်ပြီးတော့ဒါဟာငမန်းသွားရင်လည်းအရွယ်စားတူညီတယ်လို့ဆိုပါတယ် ်ဒီလိုတဲ့နဲ့မျိုးနဲ့ဆိုရင်တော့ Goliath Tiger Fish တရားလူတွေကိုတာမကပဲနေမိချောင်းတွေကိုပါအလွယ်တကူတတ်ခန့်နေပါတယ်ယောသားပြောမယ်ဆိုရင်လုံနိုင်ုံနေမဟုတ်ဘဲနဲ့တကယ်တန်လင်းမိချောင်းတွေရဲ့အသားတုံးကြီးတွေကိုကိုက်ဖြတ်ပြီးစားလိရှိပါတယ်ဒါဆိုရင်လူတွေလည်းဒီကောင်းလက်ကနေအသက်ရှင်လွမြောက်နိုင်မှာမဟုတ်မှန်းတင်သဘောပေါက်လောက်မှာပါဒီငားတွေကရုတ်တရက်လှူရှာမှုဒါမှမဟုတ်ရေပန်းမှုပေါ်တုံ့ပြန်မှုတစ်ခုအနေနဲ့တိုက်ခိုက်ကြတယ်လို့ယုံကြည်ကြပါတယ်။ဒီငားကသူ့ရဲ့သားကောင်ကိုတဝက်ဖြတ်ဖို့တကြိုက်လေလိုအပ်ပါတယ်။ လူသားတို့ဖြစ်ခဲ့ရင်တော့မှဒီလိုကြိုက်တာကလက်ချောင်းမရှိဘဲနဲ့ဖြစ်သွားနိုင်ပြီးတော့ဒီလောက်နဲ့ရက်သွားမယ်ဆိုရင်ကံကောင်းတာပေါ့ဂိုလီယက်တိုက်ကဖေးတီကလူတက်တယ်ဆိုပြီးမှတ်တမ်းတင်ထားတဲ့တက်တီထောက်တာမရှိသေးပေမဲ့ဒေသခံတွေကတော့အဲ့ဒါမျိုးဖြစ်ခဲ့ဘူးလေလို့ပြောထားပါတယ်နံပါတ်3 alligator car အရာမငါနဲ့သူရဲ့လျှို့ဝက်အန်တီရဲ့ alligator car ဟာအရှိစေပေအထိကြီးထွားနိုင်ပြီးတော့မှတ်တမ်းတင်ထားပြီးတော့ဂရမ်မျိုးစိခုနှစ်မျိုးထဲကအကြီးဆုံးလို့သတ်မှတ်ခံထားရပါတယ်။တမိုင်းမှတ်တမ်းတဲ့ချို့ကအရင်က alligator car ဟာ ပေါင်350 159ကီလိုဂရမ်ထိအလေးချိန်တက်နိုင်ခဲ့တယ်လို့ဆိုထားပြီးတေချာတာတစ်ခုကတော့သူတို့ကရင်းကြီးတွေကိုစားသုံးယူနေတဲ့ဒီလောက်ကြီးတာတော့မဟုတ်ပါဘူး။တည်င်းကတော့သူတို့ဟာလူတွေကိုတိုက်ခိုက်လို့မရှိပါဘူး။ဒါပေမဲ့တည်င်းဆိုကတော့ဒီငါးတွေဟာသူတို့ရဲ့ဥတီကြောင့်ကျွန်တော်တို့အတွက်သွေးဝိုက်တဲ့အန်ဒီယာတစ်ခုဖြစ်ရှိနေပါသေးတယ်။ Alligator ကဥတီဟာစားမြင်တော့အစိတ်ရှိပါတယ်။ဒါကတော့သူတို့ရဲ့တားပေါက်တွေကိုခံတယ်လို့မျိုးတရက်တလေးဆန်နေစီးကနေကာကွယ်တဲ့နီးလမ်းမှာပဲ။အရွယ်ရောက်ပြီးသား alligator ဂါရီကိုစားသုံးသူအမဲလိုက်သူအနေငယ်သာရှိပါတယ်။ဒီအကြောင်းကသူတို့ရဲ့အခြေအနေကြောင့်ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီအခြေခုံတွေကကိုက်ဖြတ်လို့လုံးဝမရနိုင်ပဲနဲ့ဒီတန်ချက်ကအခြေခုံတွေကိုဖြတ်ထောက်ဖို့ဆိုရင်ဝါယာကျိုးဖြတ်ကတ်ကြီးတန်ဖြတ်ကတ်ကြီးနဲ့ပစင်ကိုတော့အသုံးပြုရပါတယ်။ဒါကြောင့်လဲလူတွေကအလက်ကတ်ခါကိုအစာဖြစ်နေမစားကြတာပါ။အခြေခုံတွေဖယ်ရှားပြီးချိန်မှာလည်းအစာစားခြင်းစိတ်တော်မှရှိတော်မှမဟုတ်ပါဘူး။နံပါတ်၄ Northern Bike ဂါရီကျောင်းပြောပြီးသွားပြီဆိုရင်တော့ Northern Bike ဆိုတဲ့ငါးတမျိုးကျောင်းကိုဆက်ပြောကြည့်အောင်ပါ။သူတို့မှလည်းစိတ်ဝင်စားစရာကောင်းတဲ့ထူးခြားချက်တခုရှိပါတယ်။ဒါမှမဟုတ်ဒါကတော့သိပ္ပံနေရာဒီပြူထားတာမဟုတ်ဘဲနဲ့ငါးဘက်သမားတွေပြောပြတဲ့ပုံမြင်တခုပါ။ ဘလို့ပဲဖြစ်ဖြစ်ပါ Northern Bike တွေကနွေရာသီအလဲပိုင်းမှာသူတို့ရဲ့သွားတွေကိုအစ်ပြန်ပေါက်ဖို့အတွက်အဟောင်းတွေကိုခွာချတယ်လို့ယုံကြည်ကြပါတယ်။တမင်နေဥကျိုလဲတယ်လို့မျိုးကိုသွားရည်နဲ့လုတော့ပါလူရီသားတွေလိုလုံနိုင်မယ်ဆိုရင်သွားဆရာဝန်စီသွားရတယ်ဈေးကဘလောက်တတ်တာမလဲဆိုတာစဉ်းစားကြည့်ပါသူတွေတီတီကတော့ Bike တွေသွားလေတာဟုတ်မဟုတ်တက်တီထောက်တာရှာမတွေ့နိုင်သေးပါဘူး bike တွေကငမန်းတွေနဲ့စင်တူနေနေပါတယ်ငမန်းတွေမှာသွားတဲ့တန်းကအမြဲတမ်းနောက်တဲ့တန်းနဲ့အစားထိုးလဲလှယ်နေတာမျိုးပါဒါပေမဲ့တကယ်တမ်းပြောရရင်တော့သွားလိုက်တာကငါးတွေတော်တော်ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး နံပါတ်5 Pacific Lincoln နေ့စဉ်သွား20ကျော်ကျွတ်တဲ့၅မျိုးစိတ်တောင်ရှိပါတယ်ဒါကတော့ Pacific Lincoln လို့ခေါ်တဲ့ရက်ဆက်ကြမ်းကျုပ်တဲ့အစုံစား၅မျိုးပါသူတို့ရဲ့ပစက်ထင်မှာဂျပန်စီထားတဲ့သွားပေါင်း900ကျော်ရှိပါတယ်။ Pacific Link ဟာတကယ်တမ်းနေ့တိုင်းသွား20ကျပ်ပြီးတော့အစ်စ်ပြန်ပေါက်နေပေမဲ့ဘာပြဿနာမှမရှိပါဘူး။ပစက်ထင်မှာသွားရပေါင်းများစွာရှိနေခြင်းမှာသွားတာစေအနေငယ်ကျွတ်တာကတော့အများကြီးမဟုတ်ဘူးလို့ပြောလို့ရပါတယ်။ဒါပေမဲ့ဒီလိုသွားများရပစက်ထင်မှာဘယ်လိုစက်နေလဲ။ထင်ရှားတာကတော့ Pacific Link ထား တော်အများဆုံးပိုင်ဆိုင်ခဲ့ပြီးတော့သူ့ရဲ့မေးရိုးဒီမှာနေရာမလုံလောက်တော့တဲ့အခါမှာတော့မှသွားပေါက်တာကရက်တက်မသွားပါဘူး။ပါဇက်အတွင်ဘက်သူ့အာခံကိုကြည့်မယ်ဆိုရင်သွားရည်နဲ့ဖုံးအောင်နေတာကိုတွေ့ရပါလိမ့်မယ်။လေချောင်းရဲ့အနောက်ဘက်ဆုံးအစာရည်မျိုးနဲ့မနီးမဝေးမှာလေချောင်းမေးရိုးလို့ခေါ်တဲ့သွားရည်ပါတဲ့အယူပြားတွေရှိနေနေပါတယ်။ Pacific Link ကတိုက်ခိုက်တဲ့အခါမှာသူ့ရဲ့ပထမဆုံးမေးရိုးအစုံဟာရှေ့ကိုပြစ်ထွက်လာပြီးတော့သားခံကိုပါဇက်တဲ့ဆွဲသွင်းပါတယ်။ ညဒီမှာတော့အတွင်းပိုင်းလေကြောင်းမေးရိုးတွေကတားကောင်ကိုကြေမောက်ချေပြတ်ပါတယ်။ဓာတ်ကတော်တော်လေးကြောက်စရာကောင်းပါတယ်။အထူးသဖြင့်တော့ Pacific Link ခုတ်တွေကရန်လူတက်ကြတာကိုထည့်သွင်းစဉ်းစားရင်ပေါ့။သူတွေသနာစံတာတခုမှာတော့သူတို့ကိုမွေးမြူတဲ့အခါမှာဝင်တန်းနေရာတိုင်ကီရဲ့တောင်းတွေမှာတိတ်ခဲရတဲ့ ठी ကိုဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငါးတွေကခုန်ထွက်ပြီးတော့ဖြတ်သွားတဲ့သူတန်းကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားလိုပါပဲ။ဒီငါးတွေကဘာကြောင့်ဒီလိုပြုတ်မိုးတာလဲ။သူ့ရဲ့သဘာဝကတက်ကြွတဲ့တားရဲ့တိရစ္ဆာန်တွေဖြစ်နေလို့ပါ။နံပါတ်6 Frog Fish ဖရော့ဖစ်တွေရဲ့အပြုတ်မှုကလုံးဝကွဲပြားပါတယ်။သူတို့ကငားတကောင်နဲ့မတူဘဲနဲ့ထူးဆန်းတဲ့ပုံစံရှိပြီးတော့တစုံတစ်ယောက်ကတော့ပလတ်စတစ်ဆေးနဲ့ပုံမှန်ငားတကောင်ကိုအရင်ပုံဖော်ပြီးမှမတော်တဆချီမွေလိုက်တယ်လို့ပါ။ဒါပေမဲ့သူတို့ရဲ့ပုံမှန်သဏ္ဍာန်တွေကတော့ကျွန်တော်တို့အတွက်စိတ်ဝင်စားစရာမကောင်းပါဘူး။ပိုပြီးတော့အရေးကြီးတာကဖရော့ဖစ်တွေဟာတကယ်တမ်းရေကူးလို့တော့မရပါဘူး။ဟုတ်ပါတယ်စင်ကဲဖြစ်စီကသူတို့ကိုထူးဆန်းတဲ့ပုံစံတန်းပေးခဲ့ရုံမကပဲနဲ့ရီကူအိတ်တီကိုပါမပေးခဲ့ပဲမေးလျောက်ခဲ့ပုံရပါတယ် profit တွေကပင်လယ်ကျမ်းပြင်မှာလက်ပြားချီပြမနိုင်မနေနဲ့လမ်းလျှောက်တာဓာတ်မမုတ်ခုံတာမျိုးလေးလုပ်ရပါတယ် ဒါပေမဲ့ရေမကူးနိုင်တာတော့မှဒီကောင်တွေကအရေးချင်းရှိတဲ့မုတ်ဆိုးတို့မျိုးဖြစ်နေစေပါ profit တွေအမြန်ရွေးဖို့လိုအပ်တဲ့အခါမှာဂျက်တွန်းကန်အောင်အသုံးပြုပါတယ်ရေကိုမျိုးချပြီးတော့နောက်ဖက်မျက်နှာမူထားတဲ့ငါးဖက်ဟက်တွေကနေအတင်းချက်တွန်းထုတ်တာပါသူတို့ကတကယ်ကိုမြင်မြန်ဆန်းဆန်းနဲ့ရွေးလိုက်ရပါတယ်တားကောင်နီးလာတဲ့အခါမှာ profit တွေကတုံ့ပြန်ပြီးတော့ဖန်ဆုပ်ဖို့အတွက်6မီလီစက္ကန့်ပဲကြာပါတယ်နိုင်ရမယ်ဆိုတော့လူများစုရဲ့တုံ့ပြန်မှုချေဟာ200မီလီစက္ကန့်ဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာဆိုတော့ Profit ရဲ့တိုက်ခိုက်မှုကိုရိုက်ကူးဖို့အတွက်ကြိုးစားခဲ့ပေမဲ့မြန်လို့တော့ဘာမှတော့မှကောင်းကောင်းမမြင်လိုက်ရပါဘူး။ ် Profit တရားသူတို့ရဲ့ပထမဆုံးကြောဆူတောင်ကိုငားများတယ်လို့အသုံးပြုပြီးတော့တားကောင်ဆွဲဆောင်ပါတယ်။သူတို့ကအဲ့ဒီငားများစာကိုလှုပ်ရှားပြီးတော့တားကောင်တွေအတွက်နေ့လေစားလို့ထင်ရတဲ့ငားငယ်လေးဖြစ်နေဟန်ဆောင်ပါတယ်။မတော်ဒီငားများတန်ကကျိုးသွားနိုင်ပေမဲ့အဲ့ဒီကြောဆူတောင်ကအချိန်မရွေးပြန်ပေါက်နိုင်ပါတယ်။နံပါတ်9 Star Gazers ပုံပြက်ပန်းပြက်ဖြစ်နေတဲ့ plastic ငားတကောင်ကြောင့်ပြောပြပြီဆိုရင်တော့အခုတော့ရေအောက်က pack ခွေးလေးတွေနဲ့တူတဲ့ဒါမှမဟုတ်စိတ်ဆိုးနေတဲ့ငားတကောင်ကြောင့်ပြောကြရအောင်ပါ။ ဒီငါးမြောက်ခွက်ကိုမြင်ဘူးကျင်တော့နိုင်ဝဲလောက်ပြင်ထွက်သွားပြီးမှမိဘကိုပေးဖို့မေးသွားတယ်ဆိုတော့သတိရသွားတဲ့တိတ်ကောင်မလေးရုပ်ကိုသွားကြည့်လိုက်ပါတံမြက်ခွက်တွေဖြစ်နေတာကိုမြင်ရပါလိမ့်မယ်စတာကာဇာရီယာရုပ်ဆိုးပြီးတော့မျိုးလုံးပြပြတက်တော်ရီဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သူတို့ကအင်မတန်ထက်မြက်တဲ့တိုင်းလိပ်ဆန်လေးပါသူရဲ့သားကောင်ကိုခြုံကိုတိုက်ခိုက်ဖို့အတွက်ဒီငါးတွေဟာတဲထဲမှာကိုကိုမြုပ်ထားပြီးတော့ဗက်ဆက်နဲ့မျက်လုံးတွေကိုသာဖော်ထားပါတယ်။သူတို့မျက်လုံးတွေကိုတက်နိုင်တဲ့ပြားလှည့်ပတ်ပြီးတော့သားကောင်ကိုဆွဲဆောင်ပါတယ်။ပြီးရင်စတာကဲဇာရီယာသူရဲ့မျက်လုံးကနေထွက်လာတဲ့လျှက်စစ်တက်နဲ့သားကောင်ကိုမေးလဲသွားစေပါတယ်။ ကျွန်တော်ဒီပြောတာပါသူတို့ကလျှက်စစ်ငွေရှိနေလို့မျိုးလျှက်စစ်ထုတ်လုပ်နိုင်ပါတယ်သူတို့ရဲ့လျှက်စစ်တက်ကတော့ငွေရှိနေထုတ်လုပ်တဲ့600ဘိုးနဲ့နှိုင်းရှင်မဲ့ဆိုရင်90ဘိုးပဲရှိတာကြောင့်ပူအားနေပါတယ်ဒါမဲ့ဒါကတော့လုံလောက်ပါတယ်လျှက်စစ်ထိလိုက်တဲ့အခါမှာတားကောင်ကပြန်မတိုက်ခိုက်နိုင်တော့ဘဲနဲ့စတက်ဂက်ဇာရီနှိမ့်လေစာစားနေပါတယ်ဒီရည်စရာကောင်းတဲ့ပုံတန်ရှိတဲ့တက်တဘာတွေမှာလူသက်မျက်လုံးတွေရှိနေတယ်ဆိုတော့ပေါ်လွင်ပါတယ်ဒီလျှက်စစ်တက်ကသူ့ကိုလာတိုက်ခတ်တဲ့တားရဲတွေကိုလည်းတုံ့ပြန်လှုပ်ဆောင်ပြီးတော့စတက်ဂက်ဇာရီကိုထွက်ပြေးဖို့အချိန်လုံလောက်စွာပြေးပါတယ် ဒါပေမဲ့မျိုးလုံးပြပြရှိအောင်နဲ့ငရှင်းတွေကိုအတူတူတာကဒီငါးရီတော်တော်ကောင်းပြီလို့မထင်ရပါဘူး။ဒါကြောင့်တို့ဟာရင်ဘတ်စူးတောင်နာမှာအစိတ်ရှိတဲ့စူးတစ်ခုကိုပေါက်ဖွားခဲ့ပါတယ်။ဒီစိတ်ကိုတော့တေးချစွာမလေးလာရသေးပေမဲ့ရေရောတတ်တော်ရီတွတ်တာမှာကပဲနဲ့လူသားတွေအတွက်ပါအန်ဒီရဲ့ရှိလောင်ပြင်းထန်တယ်လို့ထင်ရပါတယ်။ဒီကြိုးကိစ္စတွေမှာတော့လူတွေကိုတည်ဆုံးစေခဲ့တယ်လို့လည်းသိရပါတယ်။နံပါတ်၈ Yellow Boss Fish ရောက်ကအစိတ်တန်ခွေထုတ်ကန် Yellow Boss Fish လိုမျိုးလေးတောင်ပုံတန်ရှိတဲ့ငါးတောင်ကိုပြသမယ်ဆိုရင်ဘယ်လိုနေမလဲ။ ဒီကောင်တကယ်စိတ်ရှိတဲ့တိမ်ထက်တွေကိုဖန်တီးပေးနိုင်တဲ့ရေအောက်ကတိုင်ကီတစ်ခုပါ Yellow Boss Fish ကရေစရာကောင်းပြီးတော့ချစ်စရာကောင်းတဲ့ပုံစံရှိပါတယ်။ကမ္ဘာသမုဒ္ဒရာရဲ့ပုံနွေးတဲ့ဒေသတွေကရေတိမ်ပိုင်းတွေမှာနေထိုင်ပြီးတနာကြောက်တန်းနေတဲ့ပင်လယ်ရေညှိတွေကိုကြိုက်နေတတ်ပါတယ်။ ီငေါတွေဟာသူတို့ရဲ့အချိန်များစုကိုကြောက်ဆောင်တွေနဲ့တနာကြောက်တန်းတွေပေါ်ကရေညှိတွေနဲ့ကနန်းပိုးကောင်ရေမြုပ်လိုမျိုးအင်းဆက်ပိုးမွားငယ်လေးတွေကိုသူတို့ရဲ့တင်းငယ်တဲ့ပတ်ဆက်တွေနဲ့ခိုက်ဖက်စားတောင်းရင်ကုန်ဆုံးကြပါတယ်ဒါပေမဲ့တဘာဝတိုင်းငြိမ်းချမ်းတဲ့ဘဝကိုပိုင်ဆိုင်ဖို့အတွက်အားကောင်းတဲ့ကာကွယ်မှုတွေလိုအပ်ပြီးဒီငေါတွေမှာဓာတ်တွေကိုပိုင်ဆိုင်ထားပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဟာစက်တကံပေါ်အယိုးပြာရင်းနဲ့ဖွဲ့စည်းထားပြီးအချင်းချင်းပေါင်းဆက်ပြီးတော့မာကျောပေမဲ့ပေါ်ပါတဲ့အခွန်တစ်ခုဖြစ်ပေါ်စေပါတယ်ဒါဟာအတွင်းပိုင်းရဲ့တကယ်ကိုအယိုးစုဖွဲ့စည်းပုံကိုပွင့်ရထားပါတယ် ဟုတ်ပါတယ်ဒီငားတွေကကံရဲ့တန်ချက်ကလိုမျိုးခန္ဓာကိုယ်ပပလည်မှာကာထားပြီးတော့ဒီလိုမျိုးအသက်ရှင်နေတဲ့ကံတကောင်ဖြစ်တာကအားသာချက်ချို့ရှိနေပါတယ်အ ਨੇ ဆုံးတော့ yellow boss fish ကိုစားရတာမှအလွန်ခက်ခဲသွားစေပါတယ်တရရဲ့လိမ့်ဆန်တွေကသူတို့ရဲ့တန်ချက်ကပေါ်သွားကြိုက်မယ်ဆိုရင်ကြိုက်တဲ့သွားတွေကျိုးသွားတတ်တဲ့အတွက်ဘယ်သူမှသွားပြီးတော့ရင်မဆရပါဘူးဒီလိုခန္ဓာကိုယ်မျိုးရောက်ဖို့တော့လေဒီငားတွေကအချိန်နဲ့လှုပ်ရှားနိုင်စွမ်းကိုစွန့်လွှတ်ရပါတယ်စူးတောင်ပါတဲ့တစ်တာတကောင်ဖြစ်နေတဲ့အချိန်မှာလေမြန်ဖို့ကတော်လေးခက်ပါတယ်ဒါမှလည်းစင်ကဲဖြစ်စရာဒီငားတွေကိုကူညီပေးခဲ့ပြီးတော့အလုံးမိုက်တဲ့စောင်းရင်တခုပေးခဲ့ပါတယ် ထင်းကြောက်ခံရတဲ့အခါမှာဒါမှမဟုတ်ထိတ်လန့်သွားတဲ့အခါမှာ yellow boss face တွေကချွေးတီးတီးအစိတ်ကိုထုတ်လုပ်ပါတယ်။ငားရဲ့ခန္ဓာကိုအနှံပြားမှရှိတဲ့အထူး cell တွေကနေနှာရင်းထဲဆင်တူတဲ့အစိတ်ရှိတဲ့ချွေးတွေကိုထုတ်ပေးပါတယ်။ဒါတွေကရေထဲမှာချင်းချင်းပြန့်နှံ့သွားပြီးတော့ငားရဲ့ပတ်လည်မှာတင်းမင်းရဲ့တိမ်တိုက်ကိုဖန်တီးပေးပါတယ်။ဒီအချက်တွေကြောင့်ပဲ boss face ကိုငားပြားထဲမှာထားရှိဖို့အလွန်ခက်ခဲပါတယ်။ကြောက်လန့်သွားတဲ့ boss face တကောင်ကသူ့ရဲ့အဖို့အလုံးကိုမတော်တဆအစိတ်သိနေစေနေပါလေ။ဒါမှမဟုတ်တမင်တကာလေးလုံနိုင်တာပေါ့။ဘယ်သူသိနေမှာလဲ။ကဲအားလုံးပဲတာယာပြောရှင်ချမ်းမြေတဲ့နေကိုပိုင်ဆိုင်နေကြပါသည်။